Love. ပရိသတ်အကျိုက်လိုက်မဆိုပဲကိုယုံကြည်တဲ့ဂီတကိုဒီဇိုင်းမမတ်တိခတ်ပြီးဆိုတဲ့ပန်ဘန်နေဖြစ်တာကြောင့်ပရိသတ်နေပါပေမဲ့ဂျမ်းမြစ်ပွဲမှာတော့ရင်ခုန်တန်းချင်းထွက်တူကြသူတွေဟာအပြည့်အဝအားပေးခဲ့ကြပါတယ်။ဒီက ပိတ်ထားတဲ့မြန်မာနိုင်ငံမှာပန့်ဆိုတာဟန်ထူးလင်ကစတာလို့ထင်ခဲ့ပေမဲ့ကိုရိုင်းဂီတလမ်းကြောင်းပေါ်ရောက်မှပန့်အစ်စ်ကိုတီလာတာလို့မောင်ညာကဆိုပါတယ်ကျွန်တော်တို့ဗန်ဖွဲ့ထားတော့ကြာပြီဗျ၅နှစ်ကျော်လောက်ရှိဒါပေမဲ့အခုချိန်ထိကျွန်တော်တို့ကဒီအပရိသတ်ကြိုက်တဲ့နောက်ကိုမလိုက်ဘူးကိုကြိုက်တဲ့ဘက်ကိုပဲသွားတယ်တကယ်လို့ပရိသတ် ကကိုတွေသွားတဲ့လမ်းကြောင်းကိုကြိုက်လို့ရှိရင်အနောက်ကနေလိုက်ပြီးတော့ဟိုစပိုးတင်ပေးတယ်အဲ့လောက်ပဲကျွန်တော်တို့ကတော့ဒီပရိသတ်ကြိုက်တဲ့နောက်ကိုလိုက်ပြီးတော့လှုပ်တာမျိုးမလှုပ်ဘူးပေါ့ဟိုနော်ဟိုဝင်တော့ကတော့ဒီ နိုင်ငံမှာဆိုရင်ဖရန့်ဆိုရင်တချို့တွေကဟိုဘယ်လိုလဲမျက်စိပွင့်နားပွင့်မရှိရတော့ဒီဟန်ထူးလင်ရပဲစရလို့ထင်ကြရတယ်ပေါ့အဲကျွန်တော်ငွေတော့လည်းထင်ခဲ့တာပဲအဲမဲ့ကျွန်တော်တို့ဒီပန်းစားလို့ဒီလမ်းကြောင်းပေါ်ရော2000လောက်မှာဒီဟန်ထူးလင်ဆိုတာပန်းမဟုတ်ဘူးဆိုတာသိရပါဒါပေမဲ့ तू က alternative ပန်းထဲမှာတော့ပါရင်ပါကောင်းပါနိုင်မှာအဲမဲ့ကျွန်တော်တို့ကတော့ဒီဟိုဘက်နိုင်ငံသားပန်းတွေကိုပို့ပြီး favorite ဖြစ်တယ်ဖီးဖြစ်ပြီးတော့အဲမှာအဲနိုင်ငံသားဟာတွေကိုအဓိက ဟိုပြောမလို့ဥမာဒီကရှက်ဒီဆိုဗျာကျွန်တော်အကြိုက်ဆုံး DY နိုင်ငံခြားပန် DY အဲ DY ကိုကျွန်တော်ကဒီမှာ tribute လုပ်ပြီးတော့ဒီမှာဥပမာကိုဘန်နေဖွဲ့ပြီးတော့သူတို့ကစ်တာတွေကိုပြန်လေးလာပြီးဒီမှာပြန်ပြီးကစ်တာဟုတ်အများအပြင်ပန်တချင်းစာသားတွေဟာစစ်ပွဲတွေလူအခွင့်ရေးချိုးဖောက်မှုတွေလူနေမှုအဆင့်တန်းခွဲခြားမှုတွေကိုထိရောက်ပေါ်လွင်အောင်ရေးသားတတ်ကြပြီးစိတ်သက်သာစေတဲ့ grand kid တွေဂီတာသနေနဲ့ပေါင်းဆက်ပြီး စိတ်ကိုထွက်ပေါက်ပေးနိုင်တဲ့ဂီတမျိုးစားပဲဖြစ်ပါတယ်။နိုင်ငံကြမှာညတိုင်းလိုလိုပန့်ရှိုးဝဲတွေရှိပေမဲ့မြန်မာနိုင်ငံမှာတော့ပန့်တီးတဲ့ရှိုးဝဲတွေရှားတယ်လို့ရှိုးဝဲလာကြည့်တဲ့ဂူဂူကဆိုပါတယ်။အကြောက်တရားနဲ့နှစ်ပေါင်းများစွာနေခဲ့ရလို့ခံယူချက်နဲ့ခံစားချက်တွေကိုလည်းချပြတဲ့ဂီတကိုလက်မခံကြသေးဘူးလို့ဆိုပါတယ်။ ဒီပန့်ရေးရေးမှုတစ်ခုကိုလုပ်မယ်ဆိုရင်ဟိုပေါ်ထုတ်ခြင်းအဓိကရေးချင် music ပေါ့ music အားမှာကျွန်တော်ကကျွန်တော်တို့ကရိုင်းအားမကောင်းသေးဘူးအာရှတိုင်းထဲမှာတော့မကျွန်တော်အားရမကောင်းသေးတော့မှမပြောင်းတော့ရှိတဲ့တော့အနေထားတော့ရှိသေးအားရမကောင်းသေးအားကြောင့်မို့လူကြိုက်နေရတယ်ပါပါခင်ဗျပြီးတော့ကျွန်တော်ရဲ့ဒီခံဝကြက်တွေဒီဘောနော် feeling တွေကိုပျော်ချပြတဲ့ခါမှာလေသူကတိတ်နားတယ်ဘောနော် ချောချောချူမဝင်သေးဘူးအဲ့ဒါလေးဆိုပေါ့ကျွန်တော်အကြောက်တရားနဲ့နေခဲ့ရတာလေနှစ်ပေါင်းများပါသားအားကြောင့်လို့နော်